။သခိုးထုံးနေတဲ့နိုင်ကျော်အမိရတဲ့လူတယောက်ကဒဝန့်ကြီးရွာကကြီးရွာလူကြီးကိုတစ်တွေ့ရောင်းဖို့လာရောက်ကမ်းလှမ်းခဲ့ပါတယ်။တစ်တွေ့ရောင်းလိုက်ပါဗျာ။ဒီသူတော်ကြီးတစ်ခုလုံးကတစ်တွေ့ရဲ့တန်ဖိုးကခမရတို့ရွာသားတွေအားလုံးရဲ့အသက်ထက်တောင်ပိုပါတယ်ဗျ။ကြောင်မင်းနောက်မှပြန်ဆိုင်ဘောလို့နိုင်ကျုံးကအချိုးချောင်းပြောပြပေးမယ်ချီရွာလူကြီးကအေးစေးတည်ငိမ်တဲ့အတန်နဲ့ညင်းပယ်လိုက်ပါတယ်မယောင်းနိုင်မှုနိုင်ဒီတပင်းတွေဟာငါတို့ကြွားနေတူဘိုးဘွားလက်ထက်ကလေးကရှိနေခဲ့တာခလေးတွေတွားရရဲ့အဝါသားဖြစ်ထားခဲ့ပြစေလို့တုံကြီးတဲ့အတန်နဲ့ပြောလိုက်ပါတယ်ဘုံမှန်ကြီးရွာဟာအင်ဂျီတိတ်မများတဲ့ရွာလေးတွေဖြစ်ပြီး ကျေးရွာလူကြီးကရွာသူရွာသားတွေကိုစားပြောကြခြင်းဖြစ်ပါတယ်ဒီစကားကိုကြားပြီးတဲ့နောက်နိုင်ကျုံကဒေါသတကြီးနဲ့ဒီအင်ဂျီတရင်များတဲ့ရွာသားတွေရုပ်တွေပျောက်ကွယ်သွားရင်ဘသူကစုံစမ်းမလဲလို့ခမားထင်နေတာလေခမားကိုအခွင့်အရေးပေးခဲ့ပြီးပြီနော်လို့ခါခါတီးတီးပြောဆိုပြီးစိတ်ပြက်လက်ပြက်နဲ့ကားပေါ်တက်ကထွက်သွားခဲ့ပါတယ်နိုင်ကျုံဟာတရားမဝင်တစ်ခိုးထုတ်လုပ်ငန်းပြင်အခြားတရားမဝင်စီးပွားရေးလုပ်ငန်းတွေကိုပါလောက်ကင်နေတဲ့ပွဲသားတယောက်ဖြစ်ပြီးဒီလုပ်ငန်းမှာနှစ်ပေါင်းများစွာလောက်ကင်လာတဲ့အတွက်ဩဇာအာဏာရှိတဲ့ဆက်သွယ်မှုတွေပိုင်ဆိုင်ထားသူဖြစ်လို့သူ့ကိုပအဝန်းကျင်ကလူတွေကကြောက်ရွံ့ကြပါတယ် ဒါပေမဲ့ဒိုင်းမန်ကြီးရွာကကြီးရွာလူကြီးကတော့မကြောက်ရွံ့ခဲ့ပါဘူးကြီးရွာလူကြီးရဲ့ဒွိဆုံဖြတ်ချက်ဟာနိုင်ညွန့်ရဲ့အညှိုးတင်မိကိုတောက်တော့ဆေးခဲ့ပြီးနောက်ဆက်တွဲကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်လာစေခဲ့ပါတယ်မိရောက်တွေဟာကောင်းကင်တစ်ခုလုံးနီးရဲသွားတဲ့အထိတောထဲမှာလောင်ကျွမ်းနေပြီးလူတွေရဲ့အော်ဟင်းငိုယိုတန်းတွေကတိတ်ဆိတ်တဲ့တောထဲမှာပဲ့တင်ထန့်နေခဲ့ပါတယ် နေ့တွေဘလောက်ပဲကြာသွားပါစေနိုင်ကျုံဟာဘယ်တော့မှမပြောင်းလဲခဲ့ပါဘူးသူဟာအမြဲလိုလိုလောဘတကြီးနဲ့အာတာကြီးနေပြီးအရင်ကလိုပဲပြားမှုအစည်းအဝေးလုပ်ငန်းတွေကိုဆက်လက်လုပ်ကင်နေသေးပါပဲတံမိုးကြည့်ပြီးရှားပါတဲ့တစ်တွေအများအပြားကိုခုတ်လဲပြီးပုံထားပါတယ်ဒီတစ်တွေဟာတော်ရဲကနေတဲ့ထုတ်ဖို့တော့အလွန်များပြားတာကြောင့်ဖန်စီမခံရဘူးခက်ခဲလှပါတယ်နိုင်ကျုံမှာအဆက်အသွယ်တွေရှိပေမဲ့လည်းတံမိုးကြီးတစ်တွေကိုတရားဝင်လမ်းကြောင်းကနေမဟုတ်ပဲအခြားနိုင်ငံကတတိတွေကိုရောင်းဖို့အတွက်နေဆက်လမ်းကြောင်းကနေကားတွေနဲ့အခြားသောတစ်တုံးတွေကိုစတင်တဲ့ထုတ်နေခဲ့ပါပြီ ကြာရှိနေသေးတဲ့တန်ဖိုးအလွန်မြင့်တဲ့တစ်ကြီးတွေကိုတော်တဲ့ကနေလွယ်လွယ်ကူကူတည်ထောင်းနိုင်ဖို့အတွက်လမ်းကြောင်းကျွမ်းကျင်တဲ့မော်ဆိုတယောက်ရဲ့အကူအညီကိုယူပြီးအာနာပိုင်တွေရဲ့မျက်စိအောက်ကနေခိုးထုတ်ဖို့စီစဉ်ထားပါတယ်။ငါခိုင်းထားတဲ့မော်ဆိုကဗမာလေဘယ်တော့မှရောက်လာမှာလေအာနာပိုင်တွေလာတွေ့ရင်ငါတို့အားလုံးဒုက္ခရောက်ကုန်နိုင်မယ်။အရင်ကလမ်းရှင်းလို့ရတဲ့ရဲဟောင်းတွေအားလုံးကလည်းပြောင်းရွှေ့ကုန်ပြီ။ဒါတော့ကန်ဆိုးရတာလည်းမရှိဘူးဆိုပြီးတော့နိုင်ကျွန်းကစိတ်တူတူနဲ့ပြောပါတယ်။အရင်ကကျွန်တော်တို့နဲ့အမြင်အလုံးလုံးနေတဲ့မော်ဆိုကနေမကောင်းဖြစ်လို့အခြားလူတယောက်ကိုအစာထိုးလိုက်တာပါလို့သူ့လူတယောက်ကပြန်ဖြေပါတယ်။အေးကန်ဆိုးတာပဲ။ အစားထိုးလိုက်တဲ့အစ်တတယောက်ကဘယ်တော့မှရောက်မှလဲလို့နိုင်ကျုံကဆက်လက်မေးမြန်းနေတော့မှပဲအရကောင်းကောင်းနဲ့ချောမောတဲ့မုဆိုးလူငယ်လေးတယောက်ဟာတောအုပ်ထဲကနေထွက်ပေါ်လာခဲ့ပါတယ်။သူဟာပခုံးပေါ်မှာပိုးသားအဟောင်းနဲ့ရက်ထားတယ်။ရွေးဟောင်းလေးတစ်လုံးကိုလွှဲထားပါတယ်။ရွေးအိမ်မှာပေးကြံနေတဲ့အမှတ်သားတို့ကသူ့ကိုအတွေ့အကြုံရှိတဲ့မုဆိုးတယောက်အဖြစ်ဖော်ပြနေပါတယ်။ဟဲ့ကောင်ချောချောလေးဒီတယောက်ကအရင်မုဆိုးကိုအစားထိုးထားတယ်လား။ तू တကယ်လုံးနိုင်မှမလားလို့နိုင်ကျုံကမထီမမြင်ပြောပြီးထားပါအချိန်မရှိတော့ဘူး။နိုင်ကျုံလေးတကယ်သိရမယ်။ ပစံကတော့စိတ်မပူနဲ့မင်းဘလောက်လိုချင်လဲပြောလိုက်ပါငါတို့ဒီတော့တဲ့ကနေထွန်းနိုင်ဖို့ပဲလိုတယ်လို့သူရဲ့အခြေအနေပစံနဲ့ပြဿနာကိုဖြေရှင်းဖို့ကြိုးစားပါတယ်ကျွန်တော်ပစံမလိုချင်ဘူးလို့မိုးဆိုးကပြန်ပြောတဲ့အခါအဲ့ဒါဆိုရင်မင်းကပါလေမိမချောချောလေးတယောက်များလိုချင်သလားလို့နိုင်ကျုံးကကြည့်မောပြီးတော့ထားပါတော့နောက်မှပြောကြမယ်အချိန်မရှိတော့ဘူးအခုငါတို့တော့တဲ့ကနေမမြန်ထွန်းနိုင်အောင်လမ်းပြပေးလို့စိတ်မရှိစွာနဲ့ပြောဆိုခဲ့ပါတယ်အာနာပိုင်တွေဖမ်းမိမှာကိုကြောက်တဲ့အတွက်တော့တဲ့ကနေမမြန်ထွက်ချင်နေပါတယ်နိုင်ကျုံးကကျန်တဲ့တစ်တွေကိုကားပေါ်အကုန်တင်ခိုင်းပြီးရင်တော့ မိုးဆိုးကကားတွေကိုဥဆောင်ပြီးတောနဲ့ထဲကိုလမ်းပြခဲ့ပါတယ်တပ်ဝကြီးတက်တုံးနဲ့တင်ထားတဲ့ကားကြီးတစ်စီးနဲ့နောက်ကလုံချုံရဲတို့တနက်တွေကန်ဆောင်ထားတဲ့လူတွေဟာဗညီများတဲ့လမ်းကြောင်းတိုင်းတောထဲကိုပိုလနဲ့ရောက်သွားခဲ့ပါတယ်မိုးဆိုးကကားလမ်းဆောင်တဲ့နေရာထိလမ်းပြပြီးတဲ့နောက်လမ်းကြောင်းကချောင်းနဲ့ပိတ်သွားခဲ့ပါတယ်ဒီနေရာထိပဲကားနဲ့လာလို့ရတယ်တစ်တွေကိုကားပေါ်ကချပြီးရင်းနဲ့မျောချရမယ်ပြီးရင်ကားဆော့ကခြေအောက်ပိုင်းမှာသွားဆောင်နေရလိမ့်မယ်ဒီနည်းနဲ့ဆိုရင်အာနာပိုင်းတွေထင်းရမှာမဟုတ်ဘူးဆိုပြီးတော့နိုင်ကျွန်းကစီမံခဲ့ပါတယ်ပတ်ထားတော့ငါတို့ကဖမ်းခံရရင်မင်းကိုပြန်အောင်တတ်မယ်လို့ နိုင်ရုံကချင်းချောက်လိုက်ပါတယ်စိတ်ချပါခမရတို့ဘယ်တော့မှအဖမ်းခံရမှာမဟုတ်ဘူးကျွန်တော်ဂရိပေးတယ်လို့မိုးဆိုးကပြန်ပြောပြီးနိုင်ကျွန်းရဲ့လူတွေကိုတစ်တွေကိုချောင်းနဲ့တွန်းချပြီးကျိုးနဲ့ချီကလွဲကူစွာပေါအောင်စီပေါင်းအလုပ်တွေပါချီနှောင်ခိုင်းလိုက်ပါတယ်ပြီးတော့သူတို့တွေမီးတို့တွေကင်ဆောင်ပြီးတစ်တုံးတွေကိုရေစီးချောင်းအတိုင်းထိန်းချုပ်လိုက်ပါတယ်နိုင်ကျွန်းရဲ့သူ့လူတွေဟာညအခါတော်ရဲနဲ့ကချောင်းရဲ့အေးရဲမှာတစ်တုံးတွေကိုမျောချရင်း လိုက်ပါလာကြပါတယ်။လေပြင်းအေးကတိုက်ခိုက်လာပြီးရေကလည်းအေးဆက်နေတာကြောင့်လူတွေကတုံနေကြပါပြီ။ကန်ကောင်းစွာနဲ့မိတို့တွေကအနှွေးတွေကိုပေးနေပါတယ်။ချောင်းမေးတစ်ချောင်းဖားပြီးပိုးကောင်တွေရဲ့တာယာနာပြုတ်ဖွဲ့အတန်တွေနဲ့ ညာဘက်ငှက်တွေရဲ့အတန်တွေကနတ်သမီးပုံမြင်တွေကပတ်ဝန်းကျင်လို့ထူခြားတဲ့ခန်းစားချက်ကိုပေးနေပါတယ်။ရည်စည်းချောင်းတိုင်းခဏတာစဉ်စဉ်ပြီးရဲ့နောက်တေတော်တစ်ခုကိုရောက်လာပါတယ်။ချောင်းရံဘီဘက်နှစ်ဖက်လုံးမှာရှာပါပြီးတော့အလွန်တန်မိုးကြီးတဲ့တစ်ပင်တွေဟာမမတ်ရှိရှိနဲ့လှပစွာတည်ရှိနေတာကိုမြင်လိုက်ရတဲ့အခါနိုင်ကျွန်းနဲ့သူ့လူတွေဟာအန်အောလုံးလို့ပါဇာအဟောင်းသားဖြစ်သွားကြပါတယ်။တင်မျိုးစုံနဲ့အဖိုးတန်တဲ့တစ်တွေအများအပြားကိုမြင်လိုက်ရတဲ့အခါသူတို့ရဲ့မျိုးလုံးတွေဟာလောဘတက်ပြီးတောက်ပလာပါတယ်။ကြည့်ပါဦးနိုင်ဒါကတစ်တွေအကုန်လုံးခုတ်ပြစ်ချလိုက်ရင်ကောင်းမယ်။ ီညာကတစ်တွေကငါတို့မျက်စိအောက်ကဘလို့လှသွားတာလဲလို့သူ့ရဲ့လူတယောက်ကပြောပါတယ်ဟုတ်တာဗောဒီညာကတောအုပ်ကိုမင်းမှတ်ထားလိုက်ဒီလောက်ပြီးရင်ငါပြန်လာပြီးအကောင်လုံးကိုခုတ်ပြမယ်လို့လောဘတီချင်းနဲ့ပြောလိုက်တဲ့နိုင်ကျွန်းရဲ့စကားကိုကြားလိုက်ရတဲ့အခါမိုးဆိုးဟာတီးခနိုင်စဲမရှိတော့ပဲဒေါသနဲ့အောင်းအင်းထားရတဲ့စိတ်တွေကပေါက်ကွဲသွားခဲ့ပါတယ်မင်းတို့ဒီခွင့်ရင်းကိုရားလိုက်မယ်လို့မင်းတို့ထင်နေကြသေးတာလားလို့မိုးဆိုးကကြောက်မဖွဲကောင်းတဲ့အပြောင်းနဲ့မေးလိုက်ပြီးရည်ထဲကိုခုံစင်ကရင်ငုံပြီးပြောက်ကွဲသွားခဲ့ပါတယ်သူ့ရဲ့ထူးဆန်းတဲ့အပြုတ်မှုကြောင့်လူတိုင်းကအံ့အားတင့်သွားကြပါတယ်ဘယ်လိုလုပ်ကြမလဲနိုင် လမ်းပြတဲ့မုံဆိုးလဲထွက်ပြေးသွားပြီလို့သူ့ရဲ့လူတယောက်ကမေးလိုက်ပါတယ်ထားလိုက်စမ်းပါကွာငါတို့ဘာသာငါတို့ဆက်သွားလို့ရတယ်ငါတို့ရဲ့လူတွေရေအောက်ပိုင်းမှာစောင်းနေလောက်ပြီသူတို့ငါတို့ကိုမြင်တာနဲ့လာခေါ်มาပါလို့နိုင်ကျွန်းကပြောနေတော့မှာပဲခူးစမ်းတဲ့အရာတစ်ခုကိုလူတိုင်းမျက်စိတစ်စုံကြည့်လိုက်ကြားရပါတယ်ချောင်းရဲ့အောက်ကလာရောင်အောက်မှာရေချိုးနေတဲ့ချောမောဆားပါတဲ့မိန်ကလေးတယောက်ကိုတွေ့လိုက်ရပါတယ်ဒီမိန်ကလေးကိုမြင်ရတဲ့ဘယ်ယောက်ျားမဆိုမျက်လုံးချင်းစုံမိမှတေးချပါတယ်လာရောင်အောက်မှာဖြူဖွင်းဝင်းပါနေတဲ့အသားရည်နဲ့ တော်ရင်ကရှာပါပန်းမွင့်လိုလှပတဲ့မျက်နှာကိုပိုင်ဆိုင်ထားတဲ့သူဟာဒါပေမဲ့လောဘနဲ့တဏှာစိတ်တွေပြည့်နေတဲ့နိုင်ကျွန်းကတော့ဟေးအလောက်ကိုအာယုံဆိုင်ကြလို့အော်ပြောလိုက်ပါတယ်ဒါပေမဲ့သူ့လူတွေကတော့အသာတရားမှလုံးဝနှင်မောနေပြီးမျက်စိပွင့်နားပွင့်မရှိတော့ဘဲရေထဲကိုဆင်ကမင်းကလေးစီကိုကူးခတ်သွားကြပါတယ်အချိန်နေမကောင်းတာကိုသိလိုက်တဲ့နိုင်ကျွန်းကအမဲဆောင်ထားတဲ့တနတ်တို့ကိုထုတ်လိုက်ပြီးတတိပေးတဲ့အနေနဲ့ကောင်းကင်ကိုပြစ်ဖောက်လိုက်ပါတယ်အဲခိုက်တက်မှာပဲသူ့ရှိမှမထင်မှတ်ထားတဲ့အရာကိုမြင်လိုက်ရပါတယ်တနတ်တန်ကိုကြားပြီးတဲ့နောက်လှည့်ကြည့်လိုက်တဲ့သူတွေဟာလှပနေတဲ့မျက်နှာဟာ ပုပ်ပွားရောင်ရမ်းပြီးပုံပြတ်နေတဲ့အလောင်းတစ်ခေါင်အဖြစ်ပြောင်းလဲသွားပြီးပါဝင်ကျင်တစ်ခုလုံးကိုအနံစိုးတွေထွက်နေတာကိုတွေ့လိုက်ရတဲ့အခါထိကန်ကြားနဲ့အော်ဟစ်လိုက်ကြပါတယ်။တိတ်ဆိတ်နေတဲ့တောနတ်ထဲမှာသူ့လူတွေရဲ့အော်ဟစ်တန်တွေနဲ့ဂျီအောက်ကမြေဖုတ်ဘလူးတွေရဲ့အတန်တွေသာပဲ့တင်ထပ်နေပါတယ်။ဘယ်နေရာကမှမသိတဲ့ကျဲလောင်တဲ့ရီမောတန်တွေနဲ့အတူနိုင်ကျွန်းရဲ့လူတွေဟာတယောက်ပြီးတယောက်မြေဖုတ်ဘလူးတွေကဆွဲချသွားသလိုဂျီအောက်မှာပဲပျောက်ကွယ်သွားပါတယ်။မြေဖုတ်ဘလူးတွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုကဒီလူတွေကိုဘောဟောင်းကလေးကလက်စားချေဖို့စောင့်နေခဲ့သလိုပါပဲ။အချင်းဒီမကောင်းတော့ကိုမြင်လိုက်ရတဲ့နိုင်ကျွန်းက ြံရင်နေသေးတဲ့သူ့ရဲ့လူတွေကိုအော်ဟစ်လိုက်ပြီးမြ мян ကုန်းဖို့အတက်အသက်ကိုအရင်ကယ်တင်ကြတစ်တွေကိုစိတ်မမှုနဲ့လို့သူအော်ပြောလိုက်ပါတယ်ဒါဟာသူ့ရဲ့ကြမ်းတမ်းနဲ့စိတ်ရင်းအောက်ကနေသူ့လူတွေကိုဂရုစိုက်တတ်တဲ့စိတ်ဓာတ်ကိုပေါ်ပြနေပါတယ်လူတိုင်းကုန်းဖို့ကိုအပြင်းထန်တတ်ဖို့စူးစမ်းကြပါတယ်ဒါပေမဲ့လူအနေငယ်သာကုန်းဖို့ကိုလွှတ်မြောက်အောင်တတ်နိုင်ခဲ့ပြီး ရေထဲကနေလွှမ်းမြောက်လာတာဟာဘလူးရီစီကနေလုံးဝလွှမ်းမြောက်တာမဟုတ်ပါဘူး။ဒါဟာရေအောက်ကငရဲကနေကုန်းပေါ်ကငရဲကိုရွှေ့ပြောင်းချင်းတာဖြစ်ပြီးတကယ်ကြောက်မက်ဖွယ်ရတွေဟာကုန်းပေါ်ကနေစောက်ကြိုနေပါတယ်။တောအုပ်ရဲ့မှောင်မိုက်တဲ့အရိပ်တွေကြမှာမြေဖုတ်ဘလူးအုပ်စုတစုရဲ့အန်ကျောအတေးတွေကိန်းအောင်နေခဲ့ပါတယ်။သူတို့ရဲ့အော်ဟစ်တန်တွေတဖြည်းဖြည်းတိတ်ဆိတ်သွားတဲ့အခါမှာတော့နိုင်ကျွန်းတယောက်တည်းသာထိတ်လန့်တကြားနဲ့ထွက်ပြေးနေခဲ့ပါတယ်။သူဟာဆက်လက်ပြေးဖို့အားမရှိတော့တဲ့အထိပြေးနေခဲ့ပါတယ်။အဲနောက်မုံဆိုးကသူ့နောက်ကနေလိုက်လာခဲ့ပြီးတော့မင်းတကယ်ပဲငါတို့ကိုမမှတ်မိတော့ဘူးလား။ အားစီကအရာအားလုံးကိုယူသွားတာမင်းမဟုတ်ဘူးလားလို့မေးလိုက်ပါတယ်။တကယ်တော့လွန်ခဲ့တဲ့20ကျော်ကလေးကဒီလူငယ်ရဲ့နှလုံးသားထဲမှာအညှိုးအတေးတွေပြင်းထန်နေခဲ့တာပါ။အဲ့နေ့ကခလေးတယောက်ရဲ့စိတ်ထဲမှာဆွဲမြဲနေခဲ့တဲ့အဖြစ်ဆိုးတွေပါ။ဒီလူငယ်ဟာအချီးပြင်းလာပြီးတဲ့နောက်သူ့စိတ်ထဲမှာဘာလို့ငါမိသားစုပဲဖြစ်ရတာလဲ။ဘာလို့ငါတယောက်တည်းပဲအထီးကျန်နေရတာလဲဆိုတော့မဖြေရှင်းနိုင်တဲ့မိကုန်းတွေအများရှိနေခဲ့ပါတယ်ဒီမိကုန်းတွေဟာသူ့နှလုံးသားထဲမှာအများရှိနေပြီးသူ့ကိုယ်သူနဲ့သူ့ရွာသားတွေအတွက်တရားမျှတတဲ့လက်စားချိန်မဲ့နေကိုစောင့်ဆိုင်းနေခဲ့ပါတယ် နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်သူဟာအင်အားကြီးမားတဲ့မော့ဆရာတအူဖြစ်လာခဲ့ပါတယ်လုံခဲ့တဲ့၃ရက်ကသူဟာဒီနေရာကိုပြန်လာခဲ့ပြီးသူ့စီကအရာအလုံးကိုယူသွားတဲ့ဒီရွာကိုပြန်လာခဲ့ပါတယ်။သူဟာရွာသားတွေရဲ့အယိုးစုတွေကိုတူးဖော်ပြီးဝင့်ညီတွေရင်းကျစွာမတော်နိုင်သေးတဲ့အတွက်သူတို့လက်စားချေဖို့အခွင့်အရေးပေးခဲ့ပါတယ်။တူးဖော်ရရှိတဲ့အယိုးအစိတ်အပိုင်းတွေကိုတောက်တံမြင်းနဲ့ရောဆက်ပြီးလူခဏောက်ကိုပုံစံရုပ်ထုလေးတွေထုလုပ်လိုက်ပါတယ်။ပြီးတော့ပိတ်စားဖြူနဲ့ပတ်ထားပြီးအင်းအိုင်ခတ်ထားလိုက်ပါတယ်။ သူတင်ယူခဲ့တဲ့မှော်ပညာနဲ့ဒီရုပ်ထုတွေကိုဘယ်အရာနဲ့မှမနှိုင်းရှင်နိုင်တဲ့တရက်တစီဟာနုမန်အဖြစ်အသက်သွင်းလိုက်ပါတယ်ဒီရွာသားတွေရဲ့ဝိညာဉ်တွေဟာနှစ်ပေါင်းများစွာကြာအောင်ငင်းချမ်းစွာမတော်နိုင်ခဲ့ပါဘူးဘာကြောင့်လဲဆိုတော့သူတို့ကိုတတ်ခဲ့တဲ့လူဟာရာဇဝတ်မှုတွေဆက်လက်လုပ်နေစေဖြစ်လို့ပါဒါကြောင့်ဒီဟာနုမန်တွေဟာပုံမှန်ထက်အစာပေါင်းများစွာပိုကြောက်ဝက်ဖွဲ့ကောင်းပြီး fry ဟာနုမန်လို့ခေါ်ဆိုရခြင်းဖြစ်ပါတယ်မင်းကငါကတိပေးခဲ့တာမှန်တယ်မင်းအဖမ်းခံရမှာမဟုတ်ဘူးလို့ဘာလို့လဲဆိုတော့မင်းတို့လူမျိုးကအဖမ်းခံရုံနဲ့မလုံလောက်ဘူး မင်းဟာအေးအေးချမ်းချမ်းတည်ရမှာမဟုတ်ဘူးလို့မဟုတ်ဆိုးကကြင်ဝါလိုက်ပါတယ်။နိုင်ကျွန်းဟာသတိပြန်ဝင်လာပြီးအတိတ်ကအဖြစ်ပြက်တွေကိုပြန်စဉ်းစားလိုက်ပါတယ်။သူဟာဆိုးရွားတဲ့အံပိုအခင်းတွေအများကြီးလောက်ခဲ့ပေမဲ့ဒီယောကအဖြစ်ပြက်ကသူ့ရင်ထဲမှာဆွဲနေခဲ့ပါတယ်။ဒါကိုသတိရပြီးတဲ့နောက်သူဟာမဟုတ်ဆိုးကိုကြောက်ရွံ့လာပြီး ခါကြကတနက်ကိုဆွဲထုတ်ကမုံဆိုးရဲ့ခေါင်းကိုချိန်ရွယ်လိုက်ပါတယ်ဒါပေမဲ့တာမန်တနက်တလက်ဟာမဟာဥတ်အဆောင်လက်ဖွဲ့ပိုင်ဆိုင်ထားတဲ့ဒီမော့ဆရာကိုဘာမှလုံနိုင်စွာမရှိပါဘူးတနက်တန်ဟာတောထဲမှာပဲတင်ထပ်သွားပေမဲ့မုံဆိုးရဲ့ခန္ဓာကိုယ်ကိုဘာထိခိုက်မှုမှမရှိခဲ့ပါဘူးကြည်စာဟာလေထဲမှာမျက်စိသွားပြီးမြေပေါ်ကိုပြုတ်ကျသွားခဲ့သလိုပါပဲနိုင်ကျွန်းတရားမျက်လုံးပြူပါဇက်အဟောင်းသားနဲ့ကြည်နေခဲ့ပါတယ်သူရဲ့ယုံကြည်အားကိုးရာအရာအားလုံးဟာအခုဆိုရင်အတော့မဝင်တော့ဘူးဆိုတာကိုသူသိလိုက်ရပြီး ဝါအစီရင်မဟာဟုတ်အကာအကွယ်အောက်ကဒီလူငယ်ကိုတာမန်လက်နက်နဲ့ဘလုံးမမတိုက်ခိုင်းနိုင်ဘူးဆိုတာကိုသူနားလေလိုက်ရပါတယ်။မင်းရဲ့လက်ထဲကတနက်ကဒီတစ်ခါတော့မင်းရဲ့အသက်ကိုကယ်တင်နိုင်မှာမဟုတ်ဘူးနိုင်လို့မိုးဆိုးကအေးဆက်တဲ့အတန်နဲ့ပြောလိုက်ပါတယ်။သူ့မျိုးလုံးတွေထဲမှာနှစ်ပေါင်း20ကျော်ကစုဆောင်းထားတဲ့အကျိုးအသေးတွေနဲ့ပြည့်နှက်နေပါတယ်။အင်ဂျွန်ဟာကြောက်လန့်တကြားနဲ့နောက်ဆုံးခုစူးစမ်းပြီးမဲ့သူ့ခန္ဓာကိုတစ်ခုလုံးထုံကျင်နေပြီးလှုပ်ရှားလို့မရနိုင်တော့ပါဘူး။သူ့ရဲ့ရင်မထဲကနှလုံးသားဟာလည်းအပြင်ကိုထွက်ကြမတတ်ခုန်နေပါတယ်။အဲ့ဒီခါမိုးဆိုးကလက်နှစ်ဖက်ကိုမြှောက်လိုက်ပြီး ကျေလောင်စွာအမိတ်ပေးလိုက်ပါတယ်ဒီတန်ဟာဝိညာဉ်လောကနဲ့ရုပ်လောကကြားကတကားကိုဖွင့်လိုက်တလို့ပါပဲအခုပဲကလစားချိန်လိုက်ကြတော့မင်းတို့ရဲ့နာကျင်မှုတွေဆုံးရှုံးမှုတွေအတွက်တရားမျှတမှုကိုယူလိုက်ကြတော့သူ့ရဲ့အမိတ်ပေးတဲ့အဆုံးပါပဲမှောင်မိုက်နေတဲ့တောနတ်ထဲကနေတပိနွေကြားထဲကနေချောင်းရီဒီကနေပါအမြတ်သောသားတွေပြည်နေတဲ့မြေဖုတ်ဘလူးအုပ်စုဟာအွန်လိုက်ကျင်းလိုက်နဲ့နိုင်ကျုံးစီကိုဝိုင်းအောင်လာကြပါတယ်သူတို့ရဲ့မျက်နှာအသွင်မြင်တွေဟာတစ်ချိန်ကအပြစ်မဲ့နေတဲ့ရွာသူရွာသားတွေရဲ့ပုံစံမျိုးတွေဖြစ်ပြီး အခုတော့အညိုတကြီးနဲ့ကြည်နေခဲကြပါတယ်။နိုင်ကျော်ဟာယူတိုမတက်အော်ဟင်ငိုယူခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့နှင်မိုးနေတဲ့အတန်တွေကိုဘယ်သူမှမကြားနိုင်တော့ပါဘူး။ဝန်ကြီးတွေဟာသူ့ကိုဝိုင်းပြီးဆွဲယူကုတ်ချက်ဆွဲဆန့်ခဲကြပါတယ်။သူ့ရဲ့အတက်ဟာလည်းကြောင်မတ်ဖွဲ့ကောင်းတဲ့နှင်ပန်နှိမ့်ဆက်မှုကြောင့်မှတဖြည်းဖြည်းနဲ့ပြတ်တုံသွားခဲ့ပါတယ်။နှစ်ပေါင်းများစွာကခံစားခဲ့ရတဲ့ရွာသားတွေရဲ့နာကျင်မှုအားလုံးကိုသူတယောက်တည်းခံစားခဲ့ရပါတယ်။လူတယောက်ရဲ့လောဘဒေါသကြောင့်မီလောက်တိုင်းတွင်းခံရတဲ့ကျေးရွာတရွာရဲ့ဝင်းကြီးတွေဟာနိုင်ကျွန်းရဲ့တေဆုံမှုနဲ့အတူနောက်ဆုံးမှာတော့တရားမျှတမှုကိုရရှိသွားခဲ့ပါတယ်။ မိုးဆိုးဟာတိတ်ဆိတ်စွာနဲ့ဒီမြင်ကွင်းကိုကြည့်နေခဲ့ပါတယ်။သူ့ရဲ့ရည်မှန်ချက်ပြီးမြောက်သွားတဲ့အခါသူ့ရဲ့ရှင်ထဲမှာအမြဲတမ်းဆူးငင်နေခဲ့တဲ့အမေပဟင်နီတွေနာကျင်မှုတွေအားလုံးဟာလီဟာနယ်ထဲမှာလွှင့်ပြဲသွားတယ်လို့ခန်းစားလိုက်ရပါတယ်။သူ့ရဲ့မျက်နှာဟာအေးဆေးတည်ငြိမ်သွားခဲ့ပြီးနောက်ဆုံးတော့ဒီအညိုတေးတန်တရာကလည်းလွတ်မြောက်သွားခဲ့ပါပြီ။သူဟာတောနတ်ထဲကမှောင်မှိုက်နေတဲ့လမ်းကြောင်းတိုင်းတိတ်ဆိတ်စွာရှောက်လန်သွားခဲ့ပါတယ်။နောက်မှာတော့တရားမဝင်တစ်တွေနဲ့တိခိုးထုတ်တမရဲ့တေဆုံမှုကတိတ်ဆိတ်တဲ့တက်တွေဖြစ်ကြံရင်နေခဲ့ပါတယ်။ဒါဟာလောဘကြောင့် အပြစ်မဲ့တဲ့သူတွေကိုတပ်ဖြတ်တဲ့ဒုစရိုက်သမားတယောက်အတွက်ရှောင်လွှဲလို့မရတဲ့ကံကြမ္မာရဲ့တရားစီရင်မှုပဲဖြစ်ပါတယ်။ဒုတိယရဲ့လောဘကအငြင်းတမ်းပြန်လဲပေးဆက်ရမယ်ဖြစ်ကြောင်းဒီဇလန်းကဖော်ပြသွားခဲ့တာပဲဖြစ်ပါတယ်။ရှင်ဟောဇလန်းတွေနဲ့စမ်းကြယ်တဲ့ယုံကြည်ချက်တွေမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ပြောဆိုလာခဲ့ကြတဲ့၆လန့်စရာတရားအကြောင်းမှာလူများစွာသက်ဆုံးရှုံးခဲ့ရတဲ့အသည့်တရားကလူများစုကိုစမ်းသက်ကြည့်ချင်စိတ်ဖြစ်ပေါ်စေပါတယ် ဒီချောင်းလန်းစရာကောင်းတဲ့တရားဟာခုံခတ်တက်ကြလို့နယ်နိမိတ်အတွဲမှာတည်ရှိပြီးရှေးခါကဒီနေရာကကုမျိုးနစ်တွေရဲ့ခံတက်ဟောင်းဖြစ်ခဲ့ပြီးကုမျိုးနစ်အုပ်စုတွေနဲ့ရဲတပ်ဖွဲ့တမတော်တွေကြားမှာတိုက်ပွဲတွေမကြာခဏဖြစ်ပွားခဲ့ပါတယ်လူအများကြီးအသေးဆုံးခဲ့ရသလိုမိကျုပ်ဘူတော်မလုံလောက်ခဲ့ပါဘူးဒါကြောင့်လက်ရှိခါဟိုတရားတည်ရှိရာနေရာမှာတေဆုံးသူတွေကိုမြှုပ်နှံခဲ့ကြပါတယ်ဒီထဲမှာထင်ရှားတဲ့ဇလန်းလေးတစ်ပုဒ်ကတော့လူငယ်ဇုံတွဲတဲ့အကြောင်းမှာ သူတို့ကစိုက်ကဲကိုအရှိန်မြမြန်နဲ့မောင်းလာခဲ့ကြပြီးတရားပေါ်မှာရှိနေတဲ့ဂျိုးဒန်းကိုတတိမထားမိခဲ့ကြပါဘူး။ကောင်လီကတော့ဂျိုးကိုရှောင်းနိုင်ခဲ့ပေမဲ့သူနဲ့အတူစီးလာခဲ့တဲ့မင်းကလေးကတော့ဂျိုးကိုမရှောင်းနိုင်ပဲလဲပင်ပြတ်သွားခဲ့ပါတယ်။ဒါပေမဲ့ယောက်ျားလေးကတော့သူ့ချစ်သူတေဆုံသွားတာကိုမသိခဲ့ပဲသူကစိုက်ကဲကိုဆက်မောင်းသွားခဲ့ပြီးဓာတ်ဆီဆိုင်မှာရက်လိုက်တဲ့အခါမှသာသူ့ချစ်သူမှာခေါင်းမရှိတော့ပဲခန္ဓာကိုယ်ပဲကျန်နေတာကိုတွေ့ရှိခဲ့ရပါတယ်။နောက်ဇလန်လေးတစ်ပုဒ်တစ်ခုကတော့တက္ကသိုလ်အကျောင်းသူဇုံရွယ်အကျောင်းမှာ ညင်နီယာចောင်းသားတယောက်နဲ့သူ့ချစ်သူတနာပြုចောင်းသူတယောက်ကညာချင်းတွေမှာဒီတရားကိုဖြတ်တန်းပြီးတော့သွားလီရှိပါတယ်။တညမှာတော့သူတို့ဇုံတွေကဓမြတိုက်ခံရပြီးတေဆုံသွားခဲရပါတယ်။သူတို့ရဲ့ဝိညာဉ်တွေကဒီတရားပေါ်မှာလှဲ့လည်နေတယ်လို့တွေးတဲ့သူတွေကတော့ယုံကြည်ကြပါတယ်။တရားကိုဖြတ်တန်းသွားတဲ့သူတွေကတော့ဒီဇုံတွေကိုတရားပေါ်မှာမကြဆနရက်နေတာကိုတွေးမြင်ရတတ်ပါတယ်။သူတွေကဒီတရားကိုဖြတ်တန်းရင်ထူဆန်းတဲ့အရာတွေနဲ့ခဏခဏကိုကြုံတွေ့ရတတ်ပါတယ်။ကားတွေမောင်းနေရင်ရုတ်တရက်ရက်သွားတာ ကားရဲ့ရေဒီယိုတွေသူ့လိုလိုဖွင့်လိုက်ပိတ်လိုက်ဖြစ်တာတရားရဲ့တိုင်တွေကိုရေတွက်ကြည့်နေရင်အရေအတွက်မတူညီတာတွေနဲ့တရားအစားကနေအဆုံးထိအသက်ရှူအောက်ပြီးတော့တစ်ခုခုကိုဆူတောင်းမယ်ဆိုရင်ဆူတောင်းကြည့်တယ်လို့ယုံကြည်ကြတဲ့သူတွေလည်းရှိပါတယ် အခုထပ်ပြောပြမယ့်ဇလန်းလေးကတော့ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ရှီဟောင်းယုံကြည်မှုတစ်ခုဖြစ်တဲ့ပီပန်ဒါအချို့လူတွေကတော့ပီလက်ဆောင်ကိုခေါ်ကြပါတယ်။ပုံရှောင်စီတဲ့တစီတစ်ပါးအကြောင်းပဲဖြစ်ပါတယ်။ဒီယုံကြည်မှုဟာလွန်ခဲ့တဲ့ခေတ်တွေကကလေးတွေကိုညဘက်မှာကစားခြင်းမပြုလုပ်စေရန်ဆုံးမရာကနေစတင်ခဲ့တာပါ။ညဘက်မှာကစားရင်ဒီတစီတွေဟာသူတို့ရဲ့မျိုးလုံးတွေကိုအကွယ်ပြောင်းအောင်ဖုံးထားမယ်။ဒါမှမဟုတ်အခြားသူတွေကိုရှာတွေ့လို့မရအောင်ဖွက်ထားလိုက်မယ်လို့ယုံကြည်ကြပါတယ်။ဒီလိုပီပန်ဒါရဲ့အစွမ်းနဲ့ပတ်သက်တဲ့ကြောက်မက်ဖွယ်ရာဖြစ်မှန်ဇလန်းလေးလည်းတပုတ်ရှိခဲ့ပါတယ်။ အဲ့တုန်းကညဘက်မှာဟွက်တန်းကစားနေတဲ့ကလေးတယောက်ရှိခဲ့တယ်။တငယ်ချင်းတွေအားလုံးဝိုင်းရှာဖွေကြပေမဲ့ဘလို့မှရှာရှာကလေးကိုရှာမတွေ့ခဲ့ပါဘူး။ကလေးရဲ့မိဘတွေကပါစိတ်ပူပန်ပြီးတညာလုံးလိုက်ရှာကြပေမဲ့အချိန်တွေသာအချင်းချင်းဖြစ်ခဲ့ရပါတယ်။ဂျပန်များစွာကြာလာတော့ယောသားတွေဟာအတတ်ပညာရှိခဲ့ဆရာတော်ဖုံးတော်ကြီးတပါးကိုပင့်ဖိတ်ပြီးအခုညီတောင်းခံခဲ့ကြပါတယ်။ဆရာတော်ကဟွက်ထားတဲ့ကလေးကိုရှာဖွေပေးဖို့နဲ့တောသောနဲ့ရေစောင်းနဲ့တွေကိုတောင်းပန်ပြီး ဝယ်ထားတာတွေကိုဖွင့်ပေးဖို့ဘာသာရေးအခမ်းအနားတွေလှုပ်ဆောင်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ခလေးကစားတဲ့နေရာနဲ့တိတ်မွေးတဲ့ခြုံတွေပိတ်ပောင်းတွေထဲမှာခလေးကိုပြန်တွေ့ခဲ့ရပါတယ်။ခလေးရဲ့ပုံစံကပိန်ချုံနေပြီးအင်အားချိနဲ့နေချပါပြီ။ခလေးကိုမေးမြန်းကြည့်တော့သူပြောပြတာကသူ့ကိုအဖေါ်တယောက်ကခေါ်သွားပြီးပုံနေမဲ့နေရာကိုပြသပေးခဲ့တာပါတဲ့။အဲ့ဒီညမှာသူခဏနေဖို့ပြောခဲ့ပါတယ်။ခလေးကပုံနေရင်လူတန်းတွေကြားနေရပြီးသူလည်းအော်ခေါ်နေပါတယ်။ဒါပေမဲ့ဘသူမှသူ့ကိုမမြင်ကြသလိုသူ့ရဲ့အတန်ကိုလည်းဘသူမှမကြားပါဘူး။ဒီဖြစ်ဖြစ်ကြောင်ရွာသားတွေအားလုံးဟာတစ်စီတစ်ကောင်က မျက်စိကိုကွယ်ပြောင်းအောင်လှုပ်ထားလို့သာခလေးလေးကိုရှာမွေးနေတာလို့ယုံကြည်ခန့်ကြပါတယ်။နောက်ထပ်ဖြစ်ရတစ်ခုကတော့ခရီးသွားရင်လမ်းပြောက်တဲ့သူတွေအကြောင်းပါ။တခါတရံမသိတဲ့လမ်းတွေကိုခရီးသွားတဲ့အခါလမ်းပြောက်ပြီးဘလုံးမထွက်ပေါက်ရှာမရပဲကားကိုဝိုင်းပက်လေနေအောင်မောင်းရတဲ့သူတွေလည်းရှိခဲ့ဘူးပါ။ဘလောက်ကြကြမောင်းမောင်းဒီတနရာထဲကိုပဲလှည့်ပတ်နေပြီးလမ်းစားရှာမတွေ့နိုင်ခဲ့ပါဘူး။ဒီလိုအချိန်မျိုးမှာဒေသဆောင်နဲ့လမ်းဆောင်နဲ့တွေကိုလောက်အုပ်ချီပြီးတောင်းမှလိုက်မှသာရင်းနှီးတဲ့လမ်းကြောင်းကိုပြန်တွေ့ပြီးအဲ့နေရာကနေလွှမ်းမြောင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့မကြသေးခင်ကဖျံပန်နောက်တစ်ခုလည်းရှိပါသေးတယ်။အသက်58နှစ်ရွယ်အမျိုးသားတဦးတောနတ်ထဲကိုဝင်ရောက်ပြီးလမ်းပြောက်ခဲ့ပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ရွာသားပေါင်း100ကျော်ဟာတောနတ်ထဲမှာအဖွဲခွဲပြီးလိုက်လံရှာဖွေခဲ့ကြပါတယ်။အော်ဟစ်ခေါ်ရင်ခြေလင်းရှောက်ရှာဖွေကြပါတယ်။ဒါပေမဲ့နိုင်ီပေါင်း20လောက်ကြာလာတဲ့အထိဘသူမှရှာမတွေ့ခဲ့ပါဘူး။ဒီတော့အကြီးဟာဧကတထောင်ကျော်ကျယ်ဝင်းတာကြောင့်လဲရှောက်ဖွေရခက်ခဲတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ယောသားအများစုကတော့ဒါဟာတေချာပေါက ပြီးဟန်ပါကြောင့်မျက်စိကိုဖုံးကွက်ထားလို့ရှာမတွေ့တာပဲလို့ယုံကြည်ခဲ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူပြောက်ဆုံးသွားတဲ့နေရာဟာသူ့အိမ်နဲ့10ကီလိုမီတာလောက်ပင်မဝေးသလိုသူဟာတော်တဲ့ကောင်အမြဲတမ်းဝင်ရောက်ပြီးတော်တော်ပစ္စည်းတွေရှာဖွေနေကြမို့လမ်းမြောက်စရာအကြောင်းရှိဘူးလို့ခံယူထားကြပါတယ်။နောက်ဆုံးမှာတော့ဘာလို့မှမသိတော့တဲ့အဆုံးအဖွဲတွေနဲ့ရွာသားတွေဟာတေတော်ဆောင်နဲ့တောင်ဆောင်နဲ့တွေကိုနန့်တာတွေအမွေးရိုင်တွေထိုးညှိ၍တောင်းမှန်ကအခမ်းအနားလေးလုပ်ပြီးမျက်စိကွယ်ပြောက်တာကိုဖွင့်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ဒီလိုနဲ့အခမ်းအနားလုပ်ပြီးတလိုင်းမပြည့်ခင်မှာပဲရွာသားတွေဟာလမ်းမြောက်နေတဲ့ဒီအမျိုးသားကို ော့နက်ထဲမှာပြန်တွေ့ခဲ့ကြပါတယ်သူပြောက်ဆုံးသွားတဲ့နေရာကနေ10ကီလိုမီတာလောက်အကွာဝေးမှာပါပဲသူဟာရေနဲ့အစားစားမစားရဘဲနိုင်ပေါင်းများစွာကြာမြင့်နေပြီဖြစ်လို့အင်အားကုန်ခန့်ကစကားတွေပြောတာတော့အဆင်မပြေဖြစ်နေပါတယ်ဒါကြောင့်သူ့ကိုစေယုံကိုချက်ချင်းပို့ဆောင်ခဲ့ရပါတယ်ဒီနေ့ခေတ်ကာလအထိထိုင်းလူမျိုးတွေဟာဒီလိုပြပန်သားဆိုတဲ့တစေအပေါ်မှာယုံကြည်မှုရှိနေကြဆဲဖြစ်ပါတယ်အဖေရှာလို့မရတဲ့တက်တဲ့ပြလို့မရတဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေကိုကြုံတွေ့နေရဆဲပါပဲ။ဒါပေမဲ့ဒီဇလန်တွေဖြစ်ရတွေအားလုံးဟာပို့ကိုရေးဆိုင်ရာယုံကြည်မှုတသက်သာဖြစ်တဲ့အတွက် ကြည့်ရှုသူပြိဿအပေါင်းတို့အနေနဲ့ဆင်ခြင်ထုံတရားနဲ့သတိပြုဆင်ခြင်ပြီးကြည့်ရှုနားထောင်ကြရန်မြတ်တရက်ခံအပ်ပါတယ်